ားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်တိုဘာ28ရက်နေ့ဂျပန်ခရီးစဉ်မှာဘာတွေထူးခြားခဲ့လဲဆိုတာကျွန်တော်တို့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီတစ်ခါတော့ကျွန်တော်တို့တနည်းအားဖြင့်ပြောရမယ်ဆိုတော့တရုတ်အတွက်တော့သတင်းစူးလို့ပြောရမှာပဲဘာဖြစ်လို့လဲဆိုတော့အဓိကဒေါ်နယ်ထရမ့်လူချင်းနေတဲ့အရာတစ်ခုကမေရှားတပ်တွေနဲ့ပတ်သက်ပြီးမှဂျပန်ရဲ့ဝန်ကြီးချုပ်နဲ့တဘောတူလက်မှတ်ရထူခဲ့ပါတယ်။ဟောကြည့်ရှိသူမိတ်ဆွေက တတော်မြင့်မြတ်ကတော့တရှိယင်းနိမိတာဖြစ်နေမယ်အဓိက US နဲ့တရုတ်မတည်တာအဓိကအကြောင်းကဘာလဲမေရှားတတူဖြစ်တယ်တရုတ်က US နိုင်ငံကိုမေရှားတတူဒီပူရေးကိုကန့်တထားတာနော်အဲ့ဒီနောက်ပိုင်းမှာပဲ US ကလည်းတရုတ်ကို tariff အခွင့်အရေးကောက်ခဲ့တာဆိုတော့တနည်းအားဖြင့် US နဲ့ တရုတ်အဓိကမပေါင်းနိုင်တဲ့အရာအဓိကမတည်နိုင်တဲ့အရာတစ်ခုလေးကမေရှားတတုနေပဲဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အမေရိကကလည်းတရုတ်အပေါ်မှာ95ရာခိုင်နှုန်းလောက်မေရှားတတုမိခူအားကိုးထားတာမေရှားတတုဆိုတော့ကြီးစုသူမိတ်ဆွေတော်တော်များများအားလုံးကအသိရှိပြီးသားဖြစ်နေတယ်။ electric technology စစ်လက်နက်စသဖြင့်ကမီတဲ့နိုင်ငံကြီးကူတီထောင်ဖို့ရတဲ့မေရှားတတုကမရှိဖြစ်လိုအပ်နေတယ်။ အဲ့ဒီမေရှာတတုကိုတယောက်ကပဲရှိနေတာ US ကလည်းတယောက်ပေါ်မှာပဲမိခူနေတာနောက်ပိုင်းကျတော့တယောက်နဲ့ US ရှာကအဲ့ဒီမေရှာတတုနဲ့ပဲချင်းချောက်မှုလို့ဖြစ်လာတယ်အခု Trump ကအာဆီယံမှာသွားတယ်ထိုင်းထိုင်းနဲ့ကမ္ဘောဒီးယားချာမှာမေရှာတတုနဲ့တဘောတူစာချုပ်လုပ်တယ်မလေးရှားနဲ့လည်းတဘောတူစာချုပ်လုပ်တယ်ဩစတြေးလျနဲ့လည်းတဘောတူစာချုပ်လုပ်တယ် UK နဲ့လည်းတဘောတူစာချုပ်လုပ်တယ်ဂျာနယ်နိုင်ငံတော်များများမှာ အမေရိကကမေရှားတတူကို alternative ပေါ့တခြားသောနီလာနဲ့ရှာဖွေလာကြတယ်ဆိုဒီကိစ္စကကြာလာရင်တော့တရုတ်မပါဘဲနဲ့အေးအေးဆေးဆေးအမေရိကကယက်တီနိုင်ဖို့ကြိုးစားနေတယ်ပေါ့ဒါတွေအားလုံးကိုကျွန်တော်တို့ဒီနေ့ဗီဒီယိုထဲမှာကြည့်သွားမှာဖြစ်ပါတယ်ဘရစ်တတ်တို့အနေနဲ့ကျွန်တော်တို့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ YouTube မှာ subscribe လုပ်ပေးချင်အဖြစ်အပေးလို့ရပါတယ်နော်ဒါဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုလေးကိုပြမယ်ပထမအဆုံးပေါ့နော် video ni ringko piya api ma acuyo cawang ni ringko nak ma piyan simpiya me papa no video ko jinso cia alright U.S. President Donald Trump is in Japan on the second leg of his Asia tour. In the last hour, Trump has met the new Japanese Prime Minister, Sanae Takaichi, in Tokyo. She's keen to strengthen ties between the two nations. Local media reports say a deal on rare earths and other critical minerals needed for high tech manufacturing. No, rare earths are the critical mineral. ဒါရီအလုံးကဘာတော့လိုအပ်တယ်နောက်မှကျွန်တော်တို့ဆွေးနွေးမယ်ဆိုတော့တခါချီကဒေါ်နယ်ထရပ်နဲ့ရန်တည့်တဲ့အာပရမနစ်စတာအမျိုးသမီးဖြစ်နေတယ်ဂျပန်မှာပထမဦးဆုံးသောအမျိုးသမီးပရမနစ်စတာဖြစ်လာတယ်မော်တခါချီကသူကလည်းဂျပန် first policy ကို အပင်းနေတဲ့လူတယောက်ဖြစ်တယ်ဆိုတော့ Trump နဲ့တော်တော်လေးကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ပုံကူရှိတယ်ပေါ့ပုတ်ပုတ်ကူဖြစ်တယ်ပေါ့ဗျာ Almost complete Sheila Smith is a senior fellow for Asia Pacific. Abe Shinzo who as you may remember was prime minister during President Trump's okay. first ဒါကတော့ခုနတက်တင်တဲ့ကွာချပြတာဘာလို့လုပ်ခဲ့တယ်ဆိုတာနင်းနေဒီမှာကြိုးရအောင်ဆိုတော့သူတို့တွေ့ဆုံပွဲပေါ့နော် golden age so ဂျပန် Prime Minister ကတော့ Trump လာတဲ့အကြောင်းရင်းကိုကျေးဇူးတင်တဲ့အကြောင်းလည်းပြောနေတယ်။ Indo-Pacific မှာလည်းကျွန်တော်တို့ဂျပန်အနေနဲ့အပြည့်အဝတာဝန်ယူပေးမယ်။မဟာမိတ်လုပ်ပေးမယ်ဆိုမှ Promise ပေးပြီးတဲ့နောက်ပိုင်းမှာ Trump ကသူ့အလှည့်ပြန်ပြောလာတယ်။ဆိုတော့ပရိသတ်တို့ကြည့်ချင်တယ်ဆိုတော့နောက်မှပဲဂျပန် Prime Minister ကပါလို့ပြောခဲ့တယ်ဆိုတော့ကြည့်ကြည့်အောင်။အရင်ဆုံး Trump ရဲ့ပြောတာကိုအရင်ဆုံးကြည့်အောင်။ Uh, Japan US alliance, where both Japan and the United States will become stronger and also more prosperous. Thank you. Well, I want to thank you very much, and I want to congratulate you. Um, as you know, Shinzo Abe was a great friend of mine, and uh, I was very saddened to, to, see what happened. It was so shocking, but he spoke so well of you, even before we knew what was going to happen and your ascension. Uh, he spoke so well of you long before we met. And I'm not surprised to see that you are now the Prime Minister. But he would be very happy. No, Trump got a in song Japan Prime Minister, then a Bibieta Kanyare Prime Minister Jango Bibiarabo, no? Eddie Attack Lojan, the check and get a Prime Minister Hong Kong. အခုလက်ရှိဂျပန်ရဲ့ Prime Minister အကြောင်းကိုခမရအကြောင်းကိုတဲ့အရင်တုန်းကခမရတို့ရဲ့ Prime Minister ဟောင်းနေပဲအရန်အများကြီးပြောခဲ့ဖူးတယ်တဲ့ဆိုတော့ဒီ တခါချီပေါ့နော်အခုလက်ရှိ Prime Minister အကြောင်းကိုအရင်တုန်းကဂျပန်သမ္မတဟောင်းက Trump စီမှာအများကြီးသူ့အကြောင်းကိုပြောပြခဲ့ပူတယ်တဲ့ဆိုတော့အခုလိုမျိုးနော်ဂျပန်ရဲ့ဝင်ကြီးအသစ်ဖြစ်လာရတာကျွန်တော်ကအဲ့လောက်ထိမအောင်ဩပါဘူးတဲ့မြန်မာအချင်းပြရှိနေတယ်လူတွေကအားကျနေတဲ့ပုံကိုတစ်ခုပါဆိုမှပြောနေတယ်ပေါ့နော်တယောက်ပါဆိုပြောနေတယ် know that and i congratulate you on behalf of the united states of america us gusano computer chief ပါတယ်တဲ့ same as ekochakni no eh 対して祝したいと思います。心臓私にとって非常に素晴らしい友人でありました。本当に彼が亡くなったことはショッキングで、ジュパナメマロ、ノバダビンベシアムロカメロベピャンジライボナ。<laughs> また、安倍心臓死する前から総理になるというとかなり喜んでらし I know that you are increasing uh, your military capacity very substantially, and we've received your orders for a very large amount of new military equipment, and you know that we make the best military equipment in the world the jets, the missiles, and everything else. And hopefully, we don't. အဲ့ဒါကြောင့်အမေရိကထံကနေပဲလက်နက်တွေကိုဝယ်ယူခဲ့တာပေါ့အစ်ထရမ်ကအဲ့ဒီအကြောင်းကိုပြန်ရှင်းပြတာပါ any... very much if at all trade we're going to do tremendous trade so now what the road tanga ne let net we you တဲ့အတွက်ကျေးဇူးတင်ပါတယ်ပြီးတော့ဂျပန်နဲ့အမေရိကအကြားကစီးပွားရေး trade နဲ့ပတ်သက်ပြီးမှအလုပ်လာတယ်ကျေးဇူးတင်တယ်ပေါ့ပြောလာတယ် i think more than ever before we just signing a new deal and it's a very fair deal and uh, we look forward to welcoming japan into the united states and a continuation so aku new deal ပေါ်တော့တဘူ26အစ်စ်တွင်လောက်ထားတယ်ဆိုတော့ဂျပန်နဲ့ရှိမှလည်းအတူလက်တွဲလုပ်ဖို့မျှော်လင့်နေတယ် ပေါ့အမေရိကမှာဂျပန်တွေဝင်လာတာလည်းမျှော်လင့်နေတယ်ဆိုပြောလာတယ်ပေါ့နော် well, it. it. and it's uh, the principal ကိုပြောတာပါဒါအားလုံးအတွက်ကျွန်တော်တို့ကစိတ်လုံးစားစရာကောင်းတယ်ရေခုံစရာကောင်းပါတယ်ဆိုပြောနေတယ် always had a great love of japan and a great respect of japan And I will say that this will be a relationship that will be stronger than ever before. ဒီကပြောနေတဲ့ဂျပန်ဆိုတာဆိုတော့အမေရန်တဘောချနေတယ်အမေရန်ထင်ကြီးလေးစနေတဲ့နိုင်ငံဖြစ်နေတယ်။နောင်လာမဲ့အနာဂတ်တွေမှာလည်းဒီဂျပန်နဲ့အမေရိကရဲ့ဆက်ဆံရေးကဒီထက်ပိုအားကောင်းစေလိမ့်မယ်လို့မျှော်လင့်တယ်ဆိုပြောနေတယ်။ Working with you and uh, on behalf of our country I want to just let you know anytime you have any question any doubt anything you want any favors you need anything i can do to help chip so chip on a trap ပေါ့နော်တန်တရားရှိတာပဲဖြစ်ဖြစ်အကူငီပဲဖြစ်ဖြစ်ဘေးအချင်းမရွေးပေါ့နော်ချစ်ပန်အတွက်တော့ကျွန်တော်တို့ကအမေရန်ယက်တီပေးတယ်ဆိုပါအဆောင်ကတော့သူ့ကိုဂရိပေးတယ်ပေါ့နော် we will be there we are an ally at the strong ခင်ဗျားတို့လိုအပ်နေတဲ့အချိန်တိုင်းမှာကျွန်တော်တို့ကလာပေးမယ်ယက်တီပေးမယ်ဆိုတော့ပြောနေတယ်ပေါ့နော် this level and it's a great honor to be with you especially so early in what will be, I think, one of the greatest uh, prime ministers. I think you will be one of the great. I, everything I know from Shinzo, I know that you will be one of the great prime ministers. Shinzo Suraka, oh, you know, ka Japan prime minister, lo jan tap pia khan khe re lu jiao bo, no Japan ma lo wa prime minister the ma ro a mi mya song lo, no lo wa mai song lo lu rin ka tin sa ni ja le bo, no so tu ku le lu be bo, no uh, main ka Japan ye prime minister re ma But also like you congratulate you on being the first woman prime minister that's a big deal ဆိုတော့ဒါတော့မကဘူးတဲ့နော်ဂျပန်မှာပထမအုပ်စုသောအမျိုးသမီး prime minister ဖြစ်တဲ့အတွက်ကြောင့်လည်းဂုဏ်ယူချီးမြှောက်ပါတယ်ဆိုတော့ပြောတယ် Deal, and I want to congratulate you on that. I think that has to be called out. And uh, you're going to do a fantastic job, and we're going to have a fantastic relationship. Thank you very much. 私は日本を愛してますし、非常に。だから、チョミア・ピューズ・ガーバー。まあ、ジャパン。まず、あの、トランプ大統領の訪日を改めて歓迎申し上げます。電話でも申し上げましたけれども、自民党総裁選挙に勝った直後にお祝いの発信をいただき。to me right after my party L. D. P. s presidential election。and I have been very much looking forward to seeing you in person here in japan。 ဒဲအနော်ဆိုထရမ့်ကိုပေါ့နော်ကျွန်တော်တို့ရွေးကောက်ပွဲအနိုင်ရပြီးကြရေးကနေလူမျိုးမျက်နှချင်းဆိုင်တွေ့ဖို့မျိုးလင်းတော်တော်လေးမျိုးလင်းခဲ့တာဆိုမှဂျပန်ရဲ့ Prime Minister ကထရမ့်ကိုအာကျူဆူရင်းနဲ့ပြောသွားတာပေါ့နော်で総理に、えー、対するも長きにわたり友情に感謝をしております。また昨年末に安倍昭恵夫人を。あら、それだ、ジャパンズがね、ビューラー見られ、また、ビューラーも見られ、それ、ねね、チェンジャーどうも、それ、その、リギサーでピアチェンでも、の。 はい、だから、シラ。やるわ。Okay, でま最初の文章でございますけれども、えー、合意の実施。 all right ဇာကတော့ဘာမှကြီးကြီးကျယ်ကျယ်ပြောစရာမရှိဘူးပြဆရာလည်းမရှိဘူးသူတို့ကလက်မထူးတာပဲရှိတယ်ဆိုတော့ကျွန်တော်တို့သူတို့နှူးကြတဲ့ကနေအဓိကဘာလို့လက်မထူးတာလဲကိုကျွန်တော်လူရင်းတူရှင်းနဲ့ပြန်ရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ပထမကအမေရိကသမရနဲ့ဂျပန်ဝန်ကြီးတွေ့ဆုံတဲ့ပွဲမှာမေရှားတတူပူပေါင်းထုတ်လို့ရေးတဘောတူစာချုပ်လက်မရေထူခရေထူ ရေးထူးခဲ့ပါတယ်ဒါကတော့အောက်တိုဘာ20ရက်ရှိရက်နေ့မှာဖြစ်ပါတယ်ပေါ့နော်မေရှားတတူဆိုတာလူတိုင်းအားလုံးကသိပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့မသိသေးတဲ့လူတွေအတွက် headset electronic pc technology နော်စစ်လက်နက်ယယထားတွေကားတွေ EV ကားတွေလက်နက်တွေကွန်ပျူတာတွေနော်ဒီတိုက်လေရင်တွေတင်ပေါ်ကြီးတွေကိုစောင့်နေမယ်ဒီဗီတွေစောင့်ထုတ်လို့ဖို့ဆိုတာမေရှားတတူလိုအပ်နေတယ် က်မီနေတဲ့နိုင်ငံတိုင်းနိုင်ငံတိုင်းကမေရှားတတူမဖြစ်မနေလိုအပ်နေတယ်မေရှားတတူမရှိတဲ့နိုင်ငံကတော့အခုခက်ကြီးမှာတော့ဘာမှအသုံးမချတော့တဲ့နိုင်ငံတွေဖြစ်လာကြတယ်ပေါ့နော်ဆိုအမေရိကကလည်းအဲ့ဒီမေရှားတတူကိုနေရာတိုင်းမှာလိုက်ရှာနေတယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်က US ကိုမေရှားတတူမပေးတော့ဘူးဆိုတာပြောလာတယ်လေဆိုတော့ US ကလည်းတရုတ် ပေါ်မှာမေရှားတတူကိုမိခူနေတယ်တရုတ်မပါဘဲနဲ့ US ရဲ့ technology တွေ US ရဲ့ ကျက်တဲ့နီးပညာတွေကိုဒုတက်လို့မရဘူးဖြစ်နေတယ်။အဲ့တော့ Trump ကနေရာတိုင်းမှာအဲ့ဒီမေရှားတတူကိုလိုက်ရှာနေတယ်။ UK တွေမှာတော်ပြီးမှရှာနေတယ်။ Africa မှာတော်ပြီးမှရှာနေတယ်။ပြီးတော့ Cambodia နဲ့ Thailand မှာတော်ပြီးမှရှာနေတယ်။ Malaysia မှာရှာနေတယ်။ Australia မှာရှာနေတယ်။ India မှာရှာနေတယ်ပေါ့နော်။ဆိုတော့အခုကမေရှားတတူနဲ့ပတ်သက်ပြီးမှ Donald Trump တဘောတူစာချုပ်ထူတာက6နိုင်ငံ9နိုင်ငံနဲ့တဘောတူစာချုပ်ထူပြီးပြီပေါ့။ ဆိုတော့ဒါတွေအားလုံးကို တရုတ်ရဲ့လွှမ်းမိုးမှုအောက်ထဲကနေ US ကကင်းလွတ်ချင်တာလေတရုတ်ရဲ့မိခုမှုတွေကနေကင်းလွတ်ချင်တာလေဆိုတော့တရုတ်မပါဘဲနဲ့အေးစစ်စစ်နေချင်တော့တာပေါ့လေ US ကဆိုတော့ဒါတွေအားလုံးကတရုတ်အတွက်တော်တော်လေးကိုသတိစုဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့တရုတ်ကကဘာမှာမေရှားတတု99ရခိုင်နှုန်းကို95ပေါ့95ရခိုင်နှုန်းလောက်ကိုဒီထိ ंछ ုတ်ထားတဲ့နိုင်ငံဖြစ်နေတယ် အခုကဒီ Trump ကဒီအရှေ့နိုင်ငံတော်တော်များများနဲ့လက်တွဲပြီးလို့တခါကြတော့တရုတ်ရဲ့မေရှားတပ်တူထင်းချုံမှုကို balance ဖြစ်အောင်ဟန်ချက်ညီအောင် Trump ကလှုပ်လာတယ်ပေါ့နော်။ဆိုတော့တရုတ်ကကဘာမှာလူပားမဝနိုင်အောင်လှုပ်လာတာပါ။တနည်းတနည်းအဖပြောရမယ်ဆိုတော့ဆိုတော့ဒါရီအလုံးကတရုတ်တော်တော်လေးတရင်စုဖြစ်နေတယ်ပေါ့နော်။ဆိုတော့နောက်လာမဲ့3နှစ်4နှစ်လောက်ဆိုရင်တော့ကျွန်တော်ထင်တယ်တရုတ်မပါဘဲနဲ့ US က AA စစ်စစ် သူတို့ရဲ့စီးပွားရေးတွေကိုလေပတ်လို့ရတယ်အထူးသဖြင့်မေရှားတူစီးပွားရေးကိုပြောပြတာပါတက်ကနိုလော်ဂျီနဲ့ပတ်သက်ပြီးမှာပေါ့ဗျာပြီးတော့ကာကူရေးနဲ့လုံခြုံရေးအတွက်ကလည်းဒီမေရှားတူကယေရှိတိတက်ခိုင်နိုင်တဲ့အရာတစ်ခုဖြစ်နေတယ်ပေါ့အဲ့ဒါကြောင့်ထရမ့်ကပြောနေတာပေါ့ကျွန်တော်တို့ဂျပန်လူအပ်နေတဲ့ချိန်တိုင်းမှာကျွန်တော်တို့လာပေးလို့ရတယ်ဂျပန်ပရမစ်အနေနဲ့တော့တန်တရားရှိတာမျိုးမေခွင့်ရှိတာမျိုးတစုံတစ်ခုခုလူအပ်တာမျိုးရှိချက်ချင်း အချိန်မရွေးကျွန်တော်တို့ကိုဖုံးဆက်ပါခေါ်ပါတဲ့ကျွန်တော်တို့အမေရိကကဂျပန်မှာချက်ချင်းနော်ဘေးချင်းမစုဝင်လာလို့ဝင်လာပေးမယ်ဝင်ရတီပေးမယ်ဆိုမှခြောက်ကတော့ဂရီတွေပေးနေတယ်ပေါ့ဆိုတော့ဝင်ချီချော့အစ်စ်အာခုနကချာချီကတော့အမေရိကန်ဂျပန်ဆက်ဆံရေးမှာရွှေခက်ပေါ့နော်ရွှေခက်ဒူဆောင်ဖို့အာဂရီပေးပါတယ်ဆိုပေမဲ့သူကလည်းဒေါ်ထရမ့်ကိုဂရီကဝပြုတ်နေတယ်ပေါ့နော် အမေရိကကလည်း golden age ဖြစ်နေတယ်အခုဂျပန်နဲ့ပူးတွဲပြီးမှဆိုတော့ဂျပန်နဲ့အမေရိကရဲ့ဆက်ဆံရေးကရွှေခက်လို့မယ်ဆိုမှပြောနေတယ်ဆိုတော့ Trump ကခုနကသူပြောတဲ့အတိုင်းပါပဲဂျပန်ကတော့အထက်မြတ်ဆုံးဝင်ကြီးတူဖြစ်နိုင်မယ်ဆိုမှတော့ Trump ကတော့ချီကျူးနေတယ်ပေါ့နော်ဆိုတော့ဒါတော့မကဘူးအဲ့ဒီဂျပန်ရဲ့ Prime Minister အတ္တကဒိုနယ်ဒ်ထရမ့်ကို Nobel ဆုငင်းချရဲ့အတွက်အဆုပြုမယ်ဆိုပြီးတော့မှပြောသေးတယ်နော်ဂျပန်ကအဲ့လိုပြောသေးတယ်ဆိုတော့ခုနကျွန်တော်တို့တပ်ပုံပြထားတဲ့ကိစ္စကတော့ မြောက်ကိုရီးယားမှာပြန်ပေးဆွေးခံနေရတဲ့ဂျပန်နိုင်ငံသားမိသားစုတွေနဲ့တွေ့ဆုံပွဲတွေလုပ်သေးတယ်ပေါ့နော်ခုနကကျွန်တော်ပြထားတဲ့ဗီဒီယိုကဂျပန်နိုင်ငံကျဆလာပဲပြအောင်မယ်ဆိုဒါကအခုနကဂျပန်နိုင်ငံသားဂျပန်နိုင်ငံသားတွေကိုမြောက်ကိုရီးယားကကွာဂျပန်နိုင်ငံသားတွေကိုမြောက်ကိုရီးယားကအဲ့လိုလုပ်တာပေါ့ဒီဘယ်လိုပြောမလဲ ပြန်ပြေးဆွေးခံတာပေါ့နော်ခုနကချက်လောက်ပြောင်းအောင်မယ်တို့ချက်တို့မပြောက်သွားတယ်မသိဘူးとめちゃら中にしたね。どこかで私を食べちゃうと。All right, တချက်တော့နော်အခုနကဂျပန်နိုင်ငံသားတွေကိုမြောက်ကိုရီးယားကဖမ်းထားတယ်လို့ရင် بيعمل بيعمل 1 minute ဟုတ်ကောလေအော်ဒီဒီစာဆိုတော့ဒီဗီဒီယိုကခုနကျွန်တော်ပြောရဲခဲ့စား ဂျပန်နိုင်ငံသားတွေကိုမြောက်ကိုရီးယားမှာဖမ်းထားတဲ့လူတွေမိသားစုနဲ့ပေါ့နော်ပြန်တွေ့ရတယ်ဟာဗီဒီယိုကွာလတီကဘာဖြစ်သွားတာလဲမသိဘူး ဆိုသူတို့တပ်ပုံလေးနဲ့နော် So no. အလာကိုဟိုမြောက်ကိုရီးယားမှာပြန်ပေးဆွေးပြန်ပေးဆွေးခံခဲ့ရတဲ့ဂျပန်နိုင်ငံသားရဲ့မိသားစုဝင်များနဲ့တို့နှစ်ဆောင်ကတွေ့ဆုံပွဲလုပ်နေတယ် ဆိုတော့ Trump ကဒီပြန်ပေးဆွေးခံရသူများလွတ်မြောက်ရေးကိုကျူပန်းအားထုတ်ပေးမယ်ဆိုမှတော့ပြောနေပါတယ်ဆိုတော့ဒီဂျပန်နိုင်ငံသားက1989နဲ့1983ခုနှစ်တုန်းကတဲ့ဂျပန်နိုင်ငံသားစစ်ခုနှစ်စစ်ခုနှစ်ဦးကိုမြောက်ကိုရီးယားမှာပြန်ပေးဆွေးခံခဲ့ရတယ်အခုအချိန်ထိဂျပန်နဲ့မြောက်ကိုရီးယားဆက်ဆံရေးကလည်းမပြီးလေတပြက်တာဖြစ်နေစေဖြစ်တယ်ဂျပန်နဲ့မြောက်ကိုရီးယားကအရေးရ ရန်ကိုမုန်တီးတဲ့နိုင်ငံဖြစ်နေတယ်တော့ဆိုတော့စဉ်းစားကြည့်ကွာ1977တောကူရရှိစတုံးဆိုတာစဉ်းစားကြည့်အခုတော့ဆိုတော့သူတို့ကအသက်ကအသက်အသက်ကြီးတော့မှာပေါ့ဗျာဂျပန်နိုင်ငံတာ16ရောက်16ရောက်ကိုတောင်ကူရကဖမ်းပလိုက်တာပြန်ပေးဆွေးခံခဲ့ရတာဆိုတော့ Trump ကတော့အဲ့ဒီလူတွေကိုပြန်လွတ်မြောက်ပေးအောင်ပေါ့နော်ပြန်လွတ်မြောက်ပေးအောင်ဂျူဆာဂျူပန်ပေးမယ်ဆိုမှပြောနေတယ်ပေါ့နော် right so ပြန်ပြတ်မတစ်ချက်လောက် so သူတို့ကလည်းဒိုနယ်ထရမ့်ကိုအခုငီလာတောင်းတာပေါ့ဗျာကျွန်တော်တို့နော်မီတာစုဝင်တွေတောင်းဒီမြောက်ကူရီးယားကဖမ်းထားတယ်ထရမ့်အနေနဲ့ခုငီပေးကြပါဆိုမှလာတောင်းချက်တာပေါ့အထူးတော့ဒပ်ပုံလေးတွေပါရှိနေတယ် အဲ့လိုပေါ့နော်သူငငေကလေးကလည်းသူကျွန်တော်ထင်တယ်နော်ဒီငငေလေးတွေကိုဂျပန်တောင်ကိုမြောက်ကိုရီးယားကပြန်ပြဆွေးခံခဲ့တယ်ဟောင်ကူ183တုန်းက Some of the people I've met before, and uh, but this it continues it continues on where they've been looking for so many years so long but then i see these beautiful faces they're so beautiful look at the beautiful faces every one of them uh, i see a note from me that's very nice but um, I've met the families before, and I'm with them all the way. And <laughs> To to Bible, well, sure. well, see what's going on. we have not done anything, with the service; so we really haven't, but, uh, we'll, we'll be discussing it. We always have this in mind because of, it started with Shinzo Abe. And now the prime minister is gonna be a, a, great prime minister, by the way. Uh, you know, okay. Life. အဲ့ဒီတော့ဘိုင်းမှာပေါ့နော်အဲ့ဒီတော့ဘိုင်းမှာတော့ Trump ကတော့ပြီးသွားပြီဆိုတော့ခုနဗီဒီယိုလေးကတော့အဓိကအဓိကကခုနကျွန်တော်ပြောပြတဲ့မိသားစုဝင်တွေအားလုံးကို Trump ကတွေ့ဆုံအဲတွေ့ဆုံပွေလို့တယ်ပေါ့ဗျာဆိုတော့ Trump ကလည်းကျွန်တော်တို့တက်နိုင်တဲ့ဖက်သေးကလည်းဒီအပြန်ပေးဆွေးခံတဲ့လူတွေကိုပြန်လွတ်နိုင်အောင်ကျွန်တော်တို့တခုခုလုပ်ရမှာဖြစ်မယ်ဆိုတော့ပြောနေတယ် Trump ကလည်းပြောနေတယ်ဒီလူသူတို့ကလည်းသူတို့မိသားစုကိုနှစ်ပေါင်းကြာအကြီးရှာဖွေခဲ့တယ်အခုထိဆောင်နေစေဖြစ်နေတယ် 1989ခု1983ဆိုတာကအခုဆိုတော့အရန်ကြာနေပြီကွာသူတို့ကအခုလောက်ဆိုတော့အသက်40 50လောက်တော့ရှိမှာပေါ့နော်တကယ်လို့များအသက်ရှင်သေးတယ်ဆိုရင်ပေါ့ဗျာမြောက်ကူရက်ကပြန်ပေးဆွေးခံခဲ့တဲ့ဖွဲ့တွေကိုဆိုတော့ဒါတွေအလုံးကို Trump ကတော့အာဒီတက်နိုင်တော့ပေါ့နော်ပြန်မြောက်ကူရက်နဲ့တိုင်ပြဆွေးနွေးပြီးမှပဲလွတ်မြောက်အောင်ချူပါမယ်ဆိုမှတော့ပြောပါတယ်ဆိုတော့အစီအပြီးမလားအစီမပြီးဘူးလားဆိုတော့ကျွန်တော်တို့မသိသေးဘူးပေါ့ဗျာဆိုတော့ဂျပန် နိုင်ငံရေးခရီးစဉ်ကတော့ဒီလောက်ပါပဲပေါ့နော်ဆိုတော့ထူးထူးခြားခြားရှိတာတစ်ခုကတော့အမေရှားတတူနဲ့ဖြစ်ပါတယ်ဒါကတော့တရုတ်အတွက်တော့လုံးဝ quiet night ခြေတော့ရှိတယ် thank you so much for watching beautiful people i love you guys take care god bless i'll see you guys tonight ဒီညမှာပဲပြန်တွေ့မယ်ပေါ့နော်ကျွန်တော်ရဲ့ youtube channel လေးကိုသဘောကျတယ်ဆိုတော့ subscribe လုပ်ပေးချင်အပ်လို့ရပါတယ်